ဲလိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်မြင်စီစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့ပေါ့နော်ဟိုပြောချင်တဲ့အကြောင်းအရာတစ်ခုရှိတယ်ဒါကဒီတလောထွက်ပေါ်နေတဲ့သတင်းတွေပေါ့အခြေခံပြီးတော့ကျွန်တော်ပြောချင်တာပေါ့နော်အော်ဒါကဘယ်အကြောင်းအရာဖြစ်မလဲ။ဘာတွေပြောမလဲဆိုတာကျွန်တော်လည်းဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးဗျာ။ကဲစလိုက်အောင်။โอเค ပထမဆုံးတစ်ခုကအာပထမဆုံးဆိုတာအထက်ပေါ့နော်ကျွန်တော်တို့ဒီတလောထွက်ပေါ်နေတဲ့သတင်းရှိတယ်ဒီသတင်းတွေမှာဘာလဲဆိုတော့အာကျွန်တော်တို့မီဒီယာမှာတွေ့ရမှာဆိုရင်ရခိုင်ပြည်မှာကြောက်ဖြူဟိုပေါ့နော်တွားဖို့အတွက် လေတောင်းနဲ့ဆေလွတ်ခံရပြီးတော့ပျောက်ဆုံးနေတဲ့တမကိုကိုကအာဘုံမှုတယောက်အပါအပါဝင်တပ်သားတွေကိုစစ်ကောင်စီကဖမ်းဆီးတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းအာနောက်ပြီးတော့ ပြီးခဲ့တဲ့တဝယ်ပေါ့နော်ဟာလီကွေတိုက်ပွဲမှာလက်နက်ချကျင်နေတဲ့ဒီစစ်ကောင်စီတပ်သားတွေကဥဆောင်တဲ့ဗိုလ်ကြီးကိုပြန်လဲတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းဒီသတင်းเนี่ยပတ်သက်ပြီးတော့ပြောမှာဖြစ်ပါတယ်အော်ဒီသတင်းนี่ဒီတော်ထွက်ပေါ်နေတာဒါတွေကတကယ်လားဖြစ်ကောဖြစ်နိုင်ရဲ့လားအာဒါတွေကအဖြစ်မှန်နေလားဆိုတာထက် ဖြစ်နိုင်မဖြစ်နိုင်ကိုကျွန်တော်အနေနဲ့အာသုံးသပ်ပြောကြားမှာဖြစ်ပါတယ်အော်ဒီမှာသုံးသပ်ပြောကြားမယ်ဆိုတဲ့ဥစ္စာမှာကျွန်တော် အာစက်တက်အတွင်းမှာဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေပါတယ်အာစက်တက်မှာလက်ရှိဘောတော့ခေါင်းဆောင်နေတဲ့ခေါင်းဆောင်မှုတွေပါမယ်အဲတခြားဥစ္စာတွေပေါ့နော်အဲအခုကျွန်တော်အဓိကဆွေးနွေးသွားမှာဖြစ်ပါတယ်ပြောပြသွားမှာဖြစ်ပါအဲ့တော့ပမာဆုံးအနေနဲ့ဒီတိုက်ပွဲတွေမှာဒီလိုမျိုးဟုတ်တယ်ပြစ်ခတ်တက်ပြတ်တာဖြစ်လာပြီစစ်တပ်ကကိုယ့်ရဲ့ဘောနော်လက်အောက်ကသူတွေကိုဒီလိုပဲပြစ်ခတ်တက်ပြတ်လေးရှိရလားရှိပါတယ်ရှိပါတယ်စစ်တပ်မှာ ဒီ2021အာနာမသိန်းခင်တည်းကပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးရှိပါတယ်ဟုတ်လားအော်ပထမဆုံးနေကျွန်တော်ကြုံရတဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်လေးတစ်ခုကိုကျွန်တော်အရင်ပြောချင်ပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့2015ဝင်းကျင်ဖြစ်လိုက်မယ်ဗျကျွန်တော်ခုနှစ်ကိုကျွန်တော်တေချာမမှတ်မိတော့ဘူးကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာပါအဲအဲတုန်းကအာကျွန်တော်တို့ဒီမွန်ပြည်နယ်မှာပေါ့နော်ကျွန်တော်ကမွန်ပြည်နယ်ခါးပါး98ခုမှာကျွန်တော်တာဝန်ကျခဲ့တာပါ အတုံးကဘာဖြစ်လဲဆိုတော့ကျွန်တော်နေခဲ့တဲ့တက်ပေါ့နော်အဲကျွန်တော်နေခဲ့တဲ့တက်မှာဖြစ်စဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒါကတက်သားတစ်ယောက်ကညဘက်မူးပြီးတော့နေပြီးတော့တက်ကနေပြီးတော့ထွက်သွားတယ်ထွက်သွားပြီးတော့သူကလမ်းမှာကင်းကျနေတဲ့စခန်းတစ်ခုကိုသူကသွားတယ်ပေါ့နော်အဲသွားပြီးတော့အဲ့ကစခန်းသူတွေကအားလုံးအိပ်ပျော်နေတယ်သူကအရင်မှာမူးပြီးတော့အဲစခန်းမှာရှိတဲ့တနက်တလက်ကိုယူပြီးတော့လမ်းပေါ်ကိုလာတဲ့ရေးတဲ့ဝဲလမ်းကြောင်းသားကအနားပေါ့နော်မွန်မီနယ်တွင်က ူတွေဆိုအတရင်ကိုတော်တော်လေးကြားကြားမိမှာပါအဲ့မှာ line down ပေါ်လာတဲ့ဘောနော်ဒီကားလမ်းပေါ်လာတဲ့ကားတွေကိုအဲ MB တန်းတက်နေပေါ့နော်ပစ်ခတ်တယ်ပေါ့နော်ပစ်ခတ်ပြီးတော့သူကဓမြတိုက်တယ်ဟောဓမြတိုက်တော့အများကြီးတော့သူမရတော့ဘူးပြီးတော့သူချက်ချင်းထွက်ပြေးသွားတယ်ပြီးတော့အဲ့လူကိုကျွန်တော်တို့တက်ကနေပြီးတော့ဘောနော်တပတ်လောက်လိုက်ရှာတယ်မတွေ့ဘူးဟာသူလွတ်မြောက်သွားတယ်ပေါ့နော်လွတ်မြောက်သွားတယ်သူယူဆောင်ခဲ့တဲ့တန်းတက်တွေဘာတွေကိုသူထားခဲ့တယ်ပေါ့နော်ပြောမှလို့အဖြစ်စဉ်တော်တော်များများလဲ အဖက်ကသူတွေဆိုရင်တော့တိမှာပါအဲ့တော့အဖြစ်စင်မှာသူကလွတ်မြောက်သွားတယ်လွတ်မြောက်ပြီးတော့သူကဒီပင်လယ်တွေကိုပါသွားတယ်ပင်လယ်တွေကိုပါသွားပြီးတော့သူ့ကိုဘောနော်ရေတက်ကနေပြီးတော့ပြန်လဲဖမ်းမိတယ်ရေတက်ကပြန်လဲဖမ်းမိတဲ့အချိန်မှာကျွန်တော်တို့အဲ့အချိန်တော့အတ္တမကတမမှုတယောက်ကနေပြီးတော့အဲ့ရဲ့တက်သားကိုဖမ်းမိတဲ့ရေတက်ကိုပြစ်တက်လိုက်ဖို့ဆိုပြီးတော့အမိန်ပေးလိုက်တယ်အတ္တသားတယောက်တေသွားတယ်ဘာဖြစ်လို့လဲဆိုတော့အမှုကကြီးပါတယ်ကြီးပါတယ်သူဒီ အတုံးကသာသူ့ကိုပြန်လဲဖမ်းပြီးခဲ့မယ်ဆိုရင်အထက်ကိုတင်ပြထားတဲ့လိန်လေထားတဲ့ဖြစ်စဉ်တွေအားလုံးကိုဘောနော်ပြန်ပေါ်သွားနိုင်ပြီးတော့နောက်ကျောင်းပြန်အေးအေးယူခံရတာဖြစ်လာနိုင်ကြီးရှိတဲ့အတွက်အာသူ့ကိုပြစ်တက်လိုက်တယ်လို့ကျွန်တော်တို့ပြောရမှာပါအတုံးကတချို့သူတွေလည်းအာဘောနော်အေးအေးယူခံရတာရှိတယ်ဘောနော်ဟိုကျွန်တော်တို့တက်ကတချို့သူတွေလည်းအေးအေးယူခံရတာရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာအဓိကဘာလဲဆိုတော့ ပြစ်တက်လိုက်တယ်ဆိုတော့ဖြစ်စဉ်တစ်ခုကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်တာပါဒါကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရပါအဲတုန်းကတကယ်ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့လိန်လေပြီးတော့အထက်ဌာနကိုကျေးနှံတင်ပြရတယ်။အာသူဟိုဘောနော်ဒီတက်သားပေါ်အကုန်လွှဲချတယ်ဒီတက်သားပေါ်အကုန်လွှဲချပြီးတော့အာဖြစ်စဉ်ပေါ်ဘောနော်ဟိုဟာဖြစ်တယ်။အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဟိုအထက်ဌာနကလိုချင်တဲ့အထက်ဌာနကိုသူကတိုင်းလို့ဘောနော်အထက်ဒီ ဘက်ကကြီးတို့ဘာလို့တင်ပြရကျေးနပ်နေမှာကြတော့ဒီဖြစ်စဉ်အတိုင်းမဟုတ်ပဲနဲ့တခြားပုံစံတစ်ခုနဲ့တင်ပြပြီးတော့ဒီတက်သားကိုမမိတဲ့အချိန်မှာဒီတက်သားကဘောနော်ဒီတက်သားမှွေွားလဲဘာညာဘောဒီလိုဖြစ်စဉ်နေတယ်တိုင်းမှုကနေပြီးတော့ဘာဖြစ်တယ်အဲတော့တိုင်းမှုကလည်းဒီလိုမျိုးဥစ္စာတွေကိုအာဘောနော်လိမ့်လေတင်ပြလိုက်တယ်ဘောနော်လိမ့်လေတင်ပြပြီးတော့သူကအဖြစ်စဉ်ကိုအထက်ဌာနကိုတင်ပြတဲ့အချိန်မှာပုံမှန်အတိုင်းမဟုတ်ဘူးအာဘောနော်ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေအများကြီးကိုဘောနော်ဟိုလိမ့်လေပြီးတော့တင်ပြလိုက်ဒါဟုတ်တက်မှမှုကလည်းတိတယ်ဖြစ်စဉ်မှာ တိတဲ့အချိန်မှာဒီတက်သားကိုပြန်ပြီးတဲ့အချိန်မှာသူပြန်ပြီးတော့ခေါ်ပြီးတော့စစ်ဆေးမယ်ဆိုရင်ဆုံခုံမှာတခြားဥစ္စာတွေအများကြီးပေါ်ပေါက်သွားရင်အာသူ့အနေနဲ့အာအများကြီးပဲတတိတိုင်းထပ်ပြီးတော့အရေးယူခံရမှာဖြစ်တယ်အဲ့တော့ဒီအရေးယူခံရတဲ့ဖြစ်စဉ်ကိုဖြစ်ဖို့ဟိုပါဘောနော်အရေးယူခံရတဲ့ဖြစ်စဉ်ကိုမဖြစ်ဖို့တော့အတက်မှမူကလည်းကျန်တဲ့သူတွေကိုမထိဖို့တော့အတက်သားကိုပဲအဲ့နေရာပိုင်းပြတ်တက်လိုက်ဆိုပြီးတော့ဖြစ်တဲ့အချိန်မှာရေတက်ကနေပြတ်တက်လိုက်တယ်ဆိုတော့နောက်ဆုံးသတင်းအာကျွန်တော်တို့ကြားရတယ်ဘောနော်အဲ့တော့စစ်တပ်မှာပြတ်တက်တဲ့ဖြစ်စဉ်တွေအာတကယ်ရှိပါတယ်အဓိကတော့စစ်တပ်ကနေထွက်ပြေးတာတွေ လက်နှက်ချတာတွေတခြားပေါ့နော်ဟိုဒီသူတို့ကိုတစ္ဆောက်ဖောက်တယ်လို့ဟိုမြင်တဲ့ဖြစ်စဉ်တွေပါဆိုရင်သူကအကဲကျူးလွန်သူတွေကိုသူကပြတ်တက်လိပြတ်တက်ပြတ်တက်တာရှိပါတယ်အတော့ကဖြစ်စဉ်တွေကိုကျွန်တော်တို့အတော့ကဖြစ်စဉ်ဆိုရင်ဒါဒီမိုကရေစီကာလဖြစ်ပါတယ်ဒီမိုကရေစီအစိုးရနဲ့အရသာအစိုးရကာလတွေဖြစ်ပါတယ်အဲ့လိုအချိန်မှာတော့မှပြတ်တက်ခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်ဒီလိုကာလဒီလိုကာလဒီလိုကာလပူဆူး စစ်တပ်ကနေထွက်ပြေးရင်းနဲ့လမ်းမှာပြစ်တက်ခံရတဲ့စစ်ကောင်စီတပ်သားတွေတကယ်ရှိခဲ့ပါတယ်။စစ်မြေပြင်တွေမှာအချင်းချင်းပြစ်ခတ်ပြီးတော့ဖြစ်တဲ့ဖြစ်စဉ်တွေဒီကာလတွေမှာပိုပြီးတော့များလာပါတယ်။အော်ပထမဆုံးတော့ကျွန်တော်ရဲ့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်လည်းထွက်ပြေးလာတယ်ဆိုတဲ့အချိန်မှာအသက်အနည်းကြီးချားတွေကနေပြီးတော့ထွက်ပြေးလာရှိပါတယ်။ဒီကြောင်းနောက်ကြမှာဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်ကျွန်တော်ထွက်ပြေးလာတော့ဘယ်လိုအခြေအနေရှိလဲပါ냐ကျွန်တော်နောက်မှာဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်တင်ပြပါ။အခုတော့ ဒီကစစ်တပ်တွေကဖြစ်စဉ်တွေဟောပါဘောနော်စစ်တပ်ရဲ့လက်ရှိဖြစ်ပတ်နေတဲ့အဖြစ်ပြတယ်တကယ်ဟုတ်လားဆိုတော့ဟုတ်ပါတယ်မှန်ပါတယ်ဒါတွေဟာတကယ်ဖြစ်လိဖြစ်တာရှိတဲ့ဖြစ်စဉ်တွေတခုဖြစ်ပါတယ်အဲ့တော့စစ်တပ်အနေနဲ့ဟောနော်ဒီလိုမျိုးဘာလို့အလွယ်တကူတွေပြစ်တတ်ပြီးတော့ဟောနော်ဒီအစာဖြောက်ပြစ်ကလည်းတချို့ဥစားတွေဘာလို့လောက်ကြတာလဲလို့ပြောရင်တခြားပြည်သူမပြောနဲ့တော့သူတို့တတအချင်းချင်းတော့မှဒီလိုဖြစ်စဉ်တွေဘာလို့ဖြစ်ကြတာလဲလို့မေးရင်သူတို့အနေနဲ့ဟောနော်စစ်တပ်အနေနဲ့ ဟိုအမှုတစ်ခုကိုလက်စဖြောက်တဲ့ဆိုတဲ့အနေအမှာဖြစ်စဉ်တစ်ခုကိုလက်စဖြောက်တဲ့ဆိုတာတကယ်ကိုလွယ်ကူပါတယ်။သူတို့အတွက်ဒါတွေကမခက်ခဲပါဘူး။နောက်ဆုံးသူတို့ကဘာလို့ပြစ်တက်လိုက်လဲဆိုရင်ဒီကောင်စစ်တပ်ကိုပုံကန့်လို့ဆိုပြီးပြစ်တက်လိုက်တယ်ဆိုတဲ့အကြောင်းအရာတက်လာရင်ပြီးသွားပြီ။ဘာလို့စစ်တပ်ကိုပုံကန့်ရင်စစ်မြေပြင်မှာလို့ပြစ်တက်ခွင့်ရှိတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်။အဲ့တော့ဒီလိုမျိုးဖြစ်စဉ်တွေဟိုသူတို့တဲမှာရှိတဲ့အတွက်ဒါကိုလွယ်လွန်းတစ်ခုပြုလုပ်လိုက်တယ်တရားဥပဒေကမလုပ်ခံနဲ့လွယ်လွန်းတစ်ခုပြုလုပ်လိုက်တဲ့အခြေအနေတစ်ခုကိုကျွန်တော်အနေနဲ့အဓိကထားပြီးတော့ပြောချင်ပါတယ်။ ဲ့တော့အခုအချိန်မှာတော့ဒါကဟိုမှာတော့ဒါကျွန်တော်ကြုံခဲ့တဲ့တက်တက်ထဲမှာပဲအဲ့လိုပဲဖြစ်စင်နေရစက်တက်မှာငကိုလေးအများကြီးအများကြီးရှိတယ်အများကြီးအများကြီးရှိအခုတော့ဘာလို့အခုတော့တကယ်ဖြစ်ပြနေပြီလားအခုလည်းတကယ်ဖြစ်ပြဖြစ်ပြဖြစ်စင်တွေကပို့ပြီးတော့ဆိုးလာတယ်ပို့ပြီးတော့ဆိုးလာအဲ့တော့ပထမဆုံးအနေနဲ့နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာကစက်တက်ကို institution တစ်ခုလို့မမြင်မဲနဲ့အကြမ်းဖက်ယာဆွဲဂိုင်းကြီးတစ်ခုလို့မြင်ကြည့်လိုက် အကြမ်းဖက်ရာဇဝတ်ခိုင်းတစ်ခုလို့မြင်ကြည့်ရတယ်။ဘာဖြစ်လို့ကျွန်တော်အကြမ်းဖက်ရာဇဝတ်ခိုင်းတစ်ခုလို့မြင်ခိုင်းတာလဲလို့ပြောရင်အခုအချိန်စစ်တပ်ရဲ့လုံပုံကင်ပုံတွေအသူတို့အချင်းချင်းကြကဖြစ်ပြနေတဲ့အရာတွေအားလုံးဟာ institution တစ်ခုဆိုတာထက်အကြမ်းဖက်ရာဇဝတ်ခိုင်းတစ်ခုဖြစ်ပြဖြစ်ပြနေတဲ့သဘောတရားတွေကိုကျွန်တော်တို့မြင်တွေ့နေရလို့ဖြစ်ပါတယ်။ဘာဖြစ်လို့ဒါကိုပြောလဲဆိုရင်စစ်တပ်ဒီအလွယ်တကူလူတက်ဖို့ဝင်မလေဘူး။ပစ္စည်းတွေလူရက်ဖို့ဝင်မလေဘူး။ပြိပခါတွေဖန်တီးဖို့သူတို့ဝင်မလေဘူး။ကျေးရွာတွေကိုရွာလုံးကျွတ်မီရှိုးဖို့ဝင်မလေဘူး။ ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တက်ဖြတ်ဖို့ဝင်မလေပြောရမယ်ဆိုစစ်တပ်ရဲ့မကောင်းသောကုန်ဘုတ်တွေကိုပေါ်ပြပါလို့ပြောရင်ကျွန်တော်တို့ A4 တမျက်နာလည်းမလောက်ဘူးစာအုပ်တုပ်လည်းလောက်မှာမဟုတ်ဘူးပြောရအများကြီးပဲအများကြီးပဲအဲ့တော့သူရဲ့လောက်ရက်တွေကကောင်းသောဘက်ကိုသွားတာမဟုတ်ပဲねစိုးသောဘက်မှာပဲဖြစ်နေရတဲ့အတွက်ကျွန်တော်အကြမ်းဖက်ရာသွေကိုင်းတစ်ခုလို့မြင်ကြည့်လိုက်လို့ကျွန်တော်ကပြောတာဖြစ်ပါအဲ့တော့ဒီအကြမ်းမရသွေကိုင်းတစ်ခုလို့မြင်လိုက်မယ်ဆိုရင်ဒီစစ်တပ်ရဲ့လောက်ရက်တွေဟာကျွန်တော်တို့ဟိုရုပ်ရှင်တွေဇလန်းထဲမှာတွေ့ခဲ့ရတဲ့ တွေ့နေတွေ့မြင်နေရတဲ့အာကျွန်တော်တို့လူမိုက်ဂိုင်းတွေရဲ့ပုံသဏ္ဍာန်အလားတွားဟောဖြစ်ပါတယ်အပေါ်ဆုံးအပေါ်ဆုံးမှာဂိုင်းကောင်းတော်ရှိတယ်အောက်မှာသူ့ရဲ့ဥပါရီဖြစ်တယ်တခုခုစောက်တော့လဲဖြစ်ရင်အကောင်ပြတ်တက်ပလိုက်အကောင်တက်ပလိုက်အကောင်အစဖြောက်ပလိုက်အကောင်ဟောဖြစ်လိုက်ဆိုတာစစ်တပ်ထဲမှာနှစ်ပေါင်းများစွာဖြစ်ပြက်နေတဲ့အကြောင်းတရားတခုဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာရှိနေတာစစ်တပ်မဟုတ်ပါတကယ်တော့အချမ်းပတ်ရာသွေဂိုင်းကြီးတခုဖြစ်ပါတယ် မင်းငါတို့တစ္ဆာမဖောက်နဲ့မင်းတစ္ဆာဖောက်ရင်မင်းဘဝပြတ်သွားမယ်ဆိုတဲ့အကြောင်းတရားတွေကအခုမှဖြစ်ခဲ့တာမို့အရင်တည်းကဖြစ်ခဲ့တဲ့ဥစ္စာဖြစ်ပါတယ်ဒါပါလဲဆိုတော့အာနာကိုလက်နက်နဲ့အကြမ်းဖက်ရယူလိုတဲ့လူတွေရဲ့သဘောထားတစ်ခုကိုပဲကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်ဒါကြောင့်မို့အကြမ်းဖက်ရသွားခိုင်းတစ်ခုလို့ကျွန်တော်မြင်ကြည့်လိုက်ပါဒီကိစ္စတွေကတကယ်ဖြစ်နိုင်တဲ့ဆိုတဲ့အခြေအနေကိုကျွန်တော်တို့သွားပြီးတော့မြင်တွေ့နေတာဖြစ်ပါတယ်စစ်သားတွေကိုမူရစီဝါသုံးပြီးဆက်တိုက်ခိုင်းလာကျွန်တော်ပြောလို့ပဲအကြမ်းဖက်ရသွားခိုင်းလို့မြင်ကြည့်လိုက်ပါဖြစ်နိုင်ပါဖြစ်ပါတယ် ကိုယ်တိုင်ကိုကျဆေးတွေကိုတိုက်တာမဟုတ်ပဲဆေးသုံးဖို့အတွက်လွတ်လပ်ခွင့်တွေအများကြီးရအောင်လှုပ်ထားတယ်ဆေးတွေကိုတက်တွင်းကိုယူဆောင်လို့ရအောင်လှုပ်ထားတယ်ဒီလိုအခြေအနေမှာဆိုရင်တော့ကျွန်တော်တို့ဖြစ်နိုင်ခြေတွေကအများကြီးရှိပါကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီစစ်တပ်ဟာကျွန်တော်တို့ဘောနော်အချမ်းမဲ့ရာဇဝင်ခိုင်းတစ်ခုလို့ပြည်သူတွေကိုဆက်ဆံနေရောမကပဲနဲ့သူတို့အချင်းချင်းကြားထဲမှာကိုအချမ်းပတ်မှုတွေကဖြစ်ပေါ်နေရဆိုတော့ကျွန်တော်ဒီကထားပြီးပြောချင်တာဖြစ်ပါတယ်တမကူကူကဘုံမှုတရားကိုပြတ်တတ်တဲ့ဖြစ်စဉ်ဒီစစ်တပ်မှာတကယ်ဖြစ်တဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်လို့ဒါဟာစစ်တပ်အနေနဲ့သူတို့စီကနေထွက်သွားတဲ့သူတွေကိုသူတို့ကဘောနော်မရမကလိုက်ဖမ်းမယ်ပြီးရပြန်သုံးလို့ရရင်သူတို့အသုံးပြုမယ်ပြန်သုံးလို့မရတဲ့သူဆိုရင်သူတို့ပြစ်တတ်မယ်နောက်ပြီးတော့သူတို့ရဲ့အကြောင်းအရာတွေသူတို့ကိုပြန်ဒုက္ခပေးနိုင်နိုင်တဲ့ဆိုရင်ဆိုရင်တော့တခါလေပြစ်တတ်မှုတွေကဖြစ်ပေါ်နေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကဒုတိယဖြစ်စဉ်တစ်ခုဖြစ်တယ်ကျွန်တော်တို့ဒီရှေ့နှန်းစခန်းမှာလက်နက်ချဖို့ငင်းဆန်တဲ့ဘောနော်လက်နက်ချဖို့ လက်နဲ့မချဘူးနောက်ဆုံးချိန်ထိတိုက်မယ်ဆိုတော့ဟောနော်ဘူကြီးကိုသူ့ရဲ့စစ်ကောင်စီတပ်သားတွေကပြစ်တက်ခဲ့တယ်ဆိုတော့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုပါတယ်အဲ့တော့ဒီဖြစ်စဉ်ကကျွန်တော်တို့ဒဝဲဟာလီကွင်းမှာဖြစ်ခဲ့တယ်လို့ကျွန်တော်တို့သိရတယ်သူကဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဒီဟာလီကွင်းမှာ ဘောနော်ဒီစက္ကန်းမှာကျွန်တော်တို့ဒါကိုပြည်သူ့ကာကွယ်ရေးတပ်တွေကတိုက်တယ်တော်လှန်ရေးတပ်တွေကတိုက်တယ်ဆိုတဲ့အချိန်မှာဒီတော်လှန်ရေးတပ်တွေစီအဲ့နေရာဝင်တိုက်နေတယ်ဝင်တိုက်နေတယ်ဆိုတဲ့အချိန်မှာသူကစစ်ကူဖြစ်ကူကိုပါဖြတ်တောက်ပြီးတော့တိုက်ခိုက်တာဖြစ်ပါတယ်အဲ့အချိန်မှာဒီစက္ကန်းထဲမှာရှိတဲ့သူတွေစီဆက်လက်ကုကံမှုအတွက်ကြီကိုကြီဆိုရင်ယာကနန်းပဲရှိတော့တယ်အာဒီအချိန်မှာလက်အောက်ကသူတွေအနေနဲ့ဒီတိုက်ပွဲမှာသူတို့မသေးခြင်းမသေးခြင်းမသေးခြင်းဖြစ်တဲ့အတွက်သူတို့အနေနဲ့လက်နက်ချဖို့ကိုသူတို့ရဲ့ ဘူကြီးကိုသူတို့ပြောတယ်ဒါပေမဲ့အဘူကြီးကခေါင်းပါပြီးတော့ငါကတော့အဆုံးထိတိုက်မယ်လို့ပါလို့ပေါ့နော်ပြောရမယ်ဆိုတော့အဲဒီဟိုပါပေါ့နော်တက်မတော်ကြီးပေါ့အရန်ကိုတစ္ဆာရှိတဲ့ဘူကြီးတူပဲပြောပါတော့ပေါ့နော်အရန်ကိုတစ္ဆာရှိတဲ့ဘူကြီးတူပဲပြောပါတော့ထားပါတော့အဲ့အဲ့ကောင်ကဟိုပါဖြစ်တဲ့အချိန်မှာနောက်ကနေပြီးတော့သူ့ကိုပြစ်တက်ပြီးတော့ကြံတဲ့သူတွေကလက်နှက်ချအလင်းဝင်လိုက်တယ်ဆိုပြီးတော့ဒီဖြစ်စဉ်ကိုကျွန်တော်တို့သိရတယ်အပေါ့အဲ့တော့ဟိုဒါကစစ်မြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းတရားတွေကအမှန်တရားအခြေအနေပဲဘာလို့လဲဆိုရင် စစ်တပ်မှာစစ်မတိုက်ခြင်းနဲ့စစ်သားတွေတဖြည်းဖြည်းညားလာပါတယ်စစ်တပ်ဒီဒီနေရာအင်အား900နဲ့စစ်ကြောင်းထိုးမယ်ဒီနေရာမှာအင်အား900နဲ့လှုပ်ရှားမယ် okay ရပြီအင်အား900တော့ပါတယ်ကြောက်စရာကြီးဒီစစ်တပ်ကြီးကအထက်မှာစစ်တပ်ထဲမှာအရင်ဆိုင်စိတ်တွေနဲ့အရင်ဆိုင်စိတ်တွေနဲ့ပြည်သူကိုတတ်ဖြတ်မယ်ဆိုတော့စစ်သားတွေလည်းပါသလိုဒီနေရာကိုတွားရမှာကြောက်ပြီးတော့ဒီနေရာရောက်ရင်ငါတို့တည်မလား ဘာမပြန်လာနိုင်တော့ဘူးလားငါဟိုကဖြစ်မလားဒီဟာဖြစ်မလားဆိုလဲစိုးရင်ပူပန်နေတဲ့စစ်သားတွေကလည်းပါလာပါတယ်နောက်တစ်ခုကတနတ်တာကင်တဲ့တနတ်မပြစ်ရဲတဲ့စစ်သားတွေပါလာတယ်နောက်တစ်ခုကငါတို့ကတော့ဒီလိုသာဆက်တိုက်နေတယ်ဆက်သွားနေတယ်ငါတို့ပြင်ပန်းလှပြီဆိုတဲ့စစ်သားတွေလည်းပါတယ်နောက်ပြီးတော့ငါတို့ဒီဟိုတော့ဘာအတွက်တိုက်နေရလဲဘာရည်ရွယ်ချက်နဲ့ငါတို့တိုက်နေရလဲငါတို့ကဒီတိုက်ပွဲကိုမနိုင်နိုင်ပါဘူးဆိုတဲ့စစ်သားတွေပါတယ်အင်အား900ရဲ့မှာเนาะကျွန်တော်ဥပမာအနေနဲ့ပြောပြနေတယ် ်ရန်ကားထဲမှာအဲ့လိုစစ်သားတွေပါတယ်အဲ့တော့သူ့စစ်သားတွေထဲမှာပဲစိတ်အမျိုးမျိုးနဲ့ဖြစ်ပြနေတာအများကြီးပဲအရင်တော့ကစစ်တပ်ဆိုရင်ဒီနေရာကိုသွားဒီနေရာကိုတိုက်ဆိုရင်အဲ့မှာပါအယောက်ကပါအယောက်ကတော့အဲ့စိတ်တစ်ခုလည်းနဲ့တိုက်ကြောက်တဲ့သူနဲတဲ့တိုက်ရဲဟောတိုက်ရဲဖြက်ရဲကောင်တွေများတယ်ဟောတိုက်မယ်ငါတို့အသက်သေခံပြီးတိုက်မယ်ဆိုတဲ့ကောင်တွေလည်းများတယ်အထက်မိတ်ကိုဥထိပ်ပန်ဆင်မယ်ဆိုတဲ့ကောင်တွေလည်းများတယ် ဲ့တော့ဒါပေမဲ့အတုံးကစစ်တပ်နဲ့အခုစစ်တပ်ကွာခြားသွားတာကျွန်တော်ခုနပြောတဲ့ accelerate တွေကြောင့်ကွာခြားသွားတာဖြစ်ပါတယ်အဲ့တော့အဲ့လိုစစ်သားတွေပါလာတဲ့စစ်သားစစ်ကြောင်းဟာဒီနယ်ကိုထိုးမယ်ဆိုရင်ပထမတော့ဟောတော့အာအေးစစ်စစ်ဟောတော့သွားလာနေတယ်ဒါပေမဲ့တိုက်ပွဲတစ်ခုလောက်နှစ်ခုလောက်ဖြစ်ပြီဆိုရင်ကျွန်တော်ပြောတဲ့ပထမဆုံးစစ်သားကလွဲပြီးတော့ကြံတဲ့စစ်သားတွေအားလုံးဟာစိတ်တက်ရေးရရပျက်စီးသွားပါတယ်ငါတို့ဒီတိုက်ပွဲမနိုင်တော့ဘူးငါတို့ဖိအားပေးပြီးတိုက်နေငါတို့ဘာလုပ်မလဲ ကျွန်တော်တို့ဆိုရင်ဒါဟိုဘောနော်ထွက်ပြေးနေတဲ့သူတွေကိုထွက်ပြေးကျင်တဲ့သူတွေကိုဟိုဘောနော်ထွက်ပြေးလို့ရောက်အောင်ဟိုဘောနော်ကျွန်တော်တို့ပြုလုပ်ပေးနေတဲ့အဖွဲ့အစည်းတစ်ခုလို့အဖွဲ့အစည်းတစ်ခုအဖွဲ့အစည်းတစ်ခုလို့ကျွန်တော်ပြောလိုက်ကျွန်တော်တို့ပြည်သူညင်ပဲအထက်ကနေပြီးတော့တိုက်ပွဲဖြစ်နေတော့အာကျွန်တော်တို့စီနီယာဝင်ကျင်လို့ပါကျွန်တော်တို့လက်နက်ချကျင်လို့ပါအလင်းဝင်ကျင်လို့ပါဆိုပြီးတော့ဒါဆက်သွယ်တဲ့သူတွေဆိုကျွန်တော်တို့ဆိုအများကြီးပဲတချို့ဆိုစစ်ချောင်းသွားလာရင်လည်းဘယ်နေရာမှာတော့ဘသူနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်လိုက်ဆိုပြီးတော့ဝင်သွားတဲ့ကောင်တွေလည်းအများကြီးရှိတယ်ဆက်တာထွက်ခြင်းတော့900 900လေးနဲ့တဖြည်းပြဲ့ထွက်လာတယ်။အာငါတို့ဆက်မတိုက်တော့ထွက်ပြေးတော့မယ်ဆိုတော့ အောင်ရတခုဟောဖြစ်လာကဲငါတို့ကတော့တိုက်ပွဲဖြစ်ပြီးလက်နက်ချလိုက်မယ်အဲ့လိုကောင်းနေရလေတခုဖြစ်သွားတယ်ငါတို့ကတော့ဟောတော့တိုက်ပွဲမှာဟလာဟိုအသေးခံပြီးတော့တိုက်မယ်ဆိုတဲ့ကောင်းနေရလေတခုရှိတယ်ဒါကြောင့်မလို့လေကျွန်တော်တို့အခုနောက်ပိုင်းတိုက်ပွဲတွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်အဲ့စစ်ချီလာတဲ့စစ်ကြောင်းတွေရဲ့အတွဲမှာတော့ကွဲပြားမှုတွေအများကြီးကိုကျွန်တော်တို့တွေ့လာတာဖြစ်ပါတယ်အခုနောက်ပိုင်းတိုက်ပွဲတွေမှာဆိုဘယ်လောက်ထိကျွန်တော်တို့တွေ့ရလဲဆိုရင် လူတွေ10နဲ့ညာနဲ့ချီပြီးတော့လက်နက်ချလာတာတွေကျွန်တော်တို့တွေ့ရတယ်။ PDF တွေနဲ့တိုက်တဲ့တိုက်ပွဲတွေမှာတော့မှထိတထိတွေ့တိုက်ပွဲတွေမှာတော့မှကျွန်တော်တို့လက်နက်ချပြီးတော့အလင်းဝင်တဲ့စစ်သားတွေပို့ပြီးတော့များလာတယ်။ထူးခြားတာတစ်ခုကဖြစ်ပျက်ခဲ့တဲ့တိုက်ပွဲတွေမှာ အရာရှိတွေဥဆောင်တဲ့အရာရှိတွေကိုပါဖမ်းမိလာတယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့တွေ့ရတာ။အဲ့ဒါဘာဖြစ်လဲဆိုစစ်တပ်မှာစစ်မြေပြင်ခေါင်းဆောင်မှုအရေးချင်းမဲ့နေတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်တာဖြစ်ပါတယ်။ ဘာလို့မင်းကအဲ့လိုပြောရလဲစစ်တပ်မှာတကယ်ရောခေါင်းဆောင်မှုကြီးအချင်းမဲ့နေပြီလားတခြားအမကြီးနဲ့မင်းအောင်လိုပတ်ဝန်းကျင်အတိုင်းဝိုင်းကိုပဲကြည်လိုက်မင်းအောင်လိုင်ကိုယုံကြည်တဲ့စစ်ဘိုလ်ချုပ်တွေတော်တော်ကိုနဲလာပါတယ်လက်ရှိမင်းအောင်လိုင်ရှောက်မဲ့ရွေးကောက်ပွဲလမ်းကြောင်းကနေပြီးတော့တစက်စစ်တပ်ကိုလမ်းပြန်ဖွင့်ပေးမယ်ဟုတ်ပေါ့နော်ထင်ကြတဲ့သူကနဲပြီးတော့မင်းအောင်လိုင်ရဲ့လောက်ရက်တွေဒီကိုယ့်လက်ဘင်းကိုကျိုးခွင်းစွန့်နေပါလားနောက်ပြီးတော့တောက်တလွဲလောက်ရက်တွေဖြစ်ပါလားဆိုတော့ ငြိမ်တဲ့ကောင်တွေကအများကြီးဖြစ်လာတယ်။ဒါကြောင့်မလို့လဲမရောက်နိုင်သည်လက်ရှိယနေ့အချိန်ထိသူ့ရဲ့နားမှာတစ္ဆာရှိရှိနဲ့သူ့ကိုပေါ့နော်အလုတ်လုတ်ပေးနေတဲ့သူစီနေပြီးတော့ပေါ့နော်သူမယုံကြည်ရလို့ခဏခဏအလှအပြောင်းတွေလုတ်ပြီးတော့ပေါ့နော်ခေါင်းဆောင်မှုတွေကိုပြောင်းနေရတဲ့ပုံစံတွေကိုကျွန်တော်တို့ထင်ထင်ရှားရှားကိုကျွန်တော်တို့တွေ့နေရဖြစ်ပါတယ်။ပြောရရင်မင်းအောင်လိုင်းကိုတိုင်းခေါင်းဆောင်မှုအရေးချင်းမဲ့နေတယ်။သူ့လက်အောက်ကခေါင်းဆောင်တွေကိုခေါင်းဆောင်နိုင်စွမ်းနဲ့ရွေးချယ် ီစစ်ဆုံးဖြတ်တဲ့အခါမှာလေဘောနော်တလွဲဆုံးဖြတ်ချက်တွေနဲ့လူလွဲနေရာလွဲဘောနော်နောက်ပြီးတော့သူ့အပေါ်ယုံကြည်မှုကင်းမဲ့နေတဲ့ခေါင်းဆောင်တွေကိုခန့်နေရတဲ့အတွက်ဟိုးအပေါ်ကစပြက်လာတဲ့ခေါင်းဆောင်မှုအခြေချင်းကအောက်မှာတော်တော်ကိုစိုးဝါးစွာနဲ့ပျက်စီးနေတာကိုကျွန်တော်တို့တွေ့မြင်နေရတာဖြစ်ပါတယ်တွေ့မြင်နေရဖြစ်ပါဒါကြောင့်မလို့ဘောနော်စစ်တပ်မှာခေါင်းဆောင်မှုအခြေချင်းမဲ့နေပြီလားလို့ပြောရင်မဲ့နေပါပဲအဲခေါင်းဆောင်မှုအခြေချင်းကစစ်မြေပြင်မှာကိုကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ် ါကြောင့်မလို့ဟောနော်စစ်တပ်ဒီအကြမ်းဖက်ရာဇဝဲဂိုင်းကြီးတစ်ခုသာဖြစ်ပြီးတော့ဒီအကြမ်းဖက်ရာဇဝဲဂိုင်းထဲမှာဖြစ်ပျက်နေတဲ့သဘောတဘာဝတွေဒီအော်ကျွန်တော်တို့စိုးဝါးစွာနဲ့သူတို့အချင်းချင်းခြားထဲမှာကိုရက်ဆက်မှုပေါင်းများစွာတပ်ဖြတ်မှုပေါင်းများစွာနဲ့ပြဿနာပေါင်းများစွာရှုပ်ထွေးနေတဲ့အကြမ်းဖက်ဂိုင်းကြီးတစ်ခုလို့ကျွန်တော်ကပြောနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဖြစ်စဉ်တွေကတကယ်ဖြစ်ခဲ့တာ ဖြစ်ပြီးတော့စစ်တပ်ရဲ့ခေါင်းဆောင်မှုနဲ့အုပ်ချုပ်မှုညံပြင်းမှုတွေ ်အသူတို့ရဲ့ဟောလို့စီမံခန့်ခွဲမှုတွေကမှားယွင်းနေတာတွေအဓိကကတော့ပြည်သူကိုရန်သူလို့ဆက်ဆံခံလိုက်ရတဲ့အတွက်သူတို့ဒီသူတို့အချင်းချင်းကြားလိုက်ကယုံကြည်မှုတွေတခြားဥစ္စာတွေတလွဲလောက်ရက်တွေကိုဆက်လက်လှုပ်ဆောင်နေရဖြစ်တဲ့အတွက်သူတို့အတွက်စိုးသောအကြုံချင်းတွေနဲ့ပဲဆက်ပြီးတော့ကြုံနေရတာကိုကျွန်တော်တို့ပြောချင်တာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့စစ်တိုက်ပါစစ်တပ်မှာစစ်မတိုက်ချင်တဲ့စစ်သားတွေဘာကြောင့်များပြားလာတာလဲစစ်တပ်မှာစစ်မတိုက်ချင်တဲ့စစ်သားတွေတအားကိုများပြားပါတယ် အခုအခုခေတ်စက်တက်ပို့ပြီးတော့ဆိုးပါတယ်စက်တက်မှာတိုက်ဆန်းရတခုပဲရှိတော့တယ်အဲ့ဒါကလေတက်စွမ်းအားနဲ့အာသူတို့လေတောင်းနဲ့အာသူတို့ဖီးအားပေးပြီးတော့ဘောနော်လေတက်ကပြစ်ခတ်မှုစွမ်းရတခုပဲသူတို့မှာကောင်းမွန်နေတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်နီးပညာနဲ့သူတို့တိုက်တယ်ဆိုတဲ့အချိန်မှာနီးပညာရဲ့အံဝင်ခွင့်ကြမှုကဒီစစ်တပ်မှာ100%အပြည့်မရှိဘူးကျွန်တော်မရှိဘူးလို့ပြောရမှာမဟုတ်တော့50 50ပဲစစ်တပ်ရဲ့လေတောင်းကနေပြီးတော့ဒီတိုက်ခိုက်တဲ့ target target တက်လောက်ထားတဲ့ဥစ္စာတွေရောမှာ ထိရောက်စွာပြစ်ခတ်နိုင်မှုဆိုတာကတော်တော်နည်းပါတယ်သူတို့မှအဓိကကျွန်တော်တို့တော်လိုင်းတက်တွေစိုးရိမ်နေရတာတခုပဲဘာလဲဆိုတော့စစ်တပ်ရဲ့လေချောင်းစွမ်းအားတခုပဲအဲ့လေချောင်းစွမ်းအားကိုပဲသူတို့ဟောကျွန်တော်တို့အဓိကထားပြီးတော့စိုးရိမ်နေရတာဖြစ်ပါတယ်ကြံတဲ့စစ်မြေပြင်မှာတိုက်တဲ့တိုက်ပွဲတွေမှာစစ်တပ်အနေနဲ့ကောင်းမွန်စွာမတိုက်နိုင်တော့ဘူးကောင်းမွန်စွာမလုံနိုင်တော့ဆိုတာစစ်တိုက်ခြင်းနဲ့စစ်သားတွေယွန်နေလာတာစစ်တိုက်ခြင်းနဲ့စစ်သားတွေပုံမှန်များပြားလာတာကြောင့်လို့ကျွန်တော်အနေနဲ့မြင်တယ် ကျွန်တော်ဒီနေ့နှာနေနေစီးနေလို့ပေါ့နော်နှာနေစီးနေညာအိတ်တာဟိုဟာနဲ့အေးမီွာလာမသိဘူးပေါ့နော်နှာနေစီးနေလို့ကျွန်တော်ရဲ့တခါလေးနှာရှိုက်တန်းနေတချို့ဥစားတွေဟိုဟာဖြစ်သွားရဲ့အနောက်ချက်ဖြစ်မိနေလေတောင်းမှပါတယ်အဲစကားကိုပြန်ဆက်ပြီးတော့ပြောရမယ်ဆိုစစ်တိုက်မှာစစ်မတိုက်ခြင်းနဲ့စစ်မတိုက်ခြင်းနဲ့စစ်သားတွေပုံမှုများပြားလာပါတယ်ဘာလို့စစ်မတိုက်ခြင်းနဲ့စစ်သားတွေများပြားလဲစစ်တပ်ရဲ့ပေါ့နော်ကျွန်တော်တို့အာသုံးပုံပုံရဲ့တပုံခန့်တော့အင်အားဟာ ကျွန်တော်တို့ဒီဒေါ်လာရေးစတင်တဲ့အချိန်မှာပြည့်စည်သွားပြီရှိပါတယ်ဖြစ်ပါတယ်စစ်တပ်ရဲ့ဝါဒမှိုင်းတွေကိုနှစ်ပေါင်းများစွာခံနှစ်ပေါင်းများစွာရိုက်သွင်းခံထားရတဲ့စစ်တပ်ကိုဘာပဲဖြစ်ဖြစ်အသက်ဆုံးမဲ့ဘာပဲဖြစ်ကာဝယ်မဲ့ဆိုရက်ဆိုရက်အင်အားတွေဒီဒေါ်လာရေးမှာ2021ကစပြီးတော့ပြည့်စည်သွားတာကျွန်တော်တို့သုံးပုံတစ်ပုံခန့်တော့အင်အားရှိပါတယ် စစ်တပ်ပေါ်မယုံကြည်တော့တာတွေစစ်တပ်ကိုမယုံကြည်လို့စွန့်ခွာလာတာတွေစစ်တပ်ကိုယုံကြည်သွားတဲ့အသက်ပေးွားတဲ့သူတွေအဒါတွေများစွာကြားထဲမှာစစ်တပ်ရဲ့အင်အားတွေသုံးပုံတပုံခန့်ပျက်စီးနေပြီဖြစ်ပါတယ်ဒါပဲဒါကြောင့်သူတို့ဒီလာစစ်တပ်အတွင်းကိုပြန်ပြီးတော့ဘောနော်စစ်တပ်ရဲ့အင်အားကိုပြန်လည်ကောင်းမွန်ဖို့အတွက်ကျွန်တော်တို့ပြင်ပကနေပြီးတော့စစ်မှုထမ်းဆိုပြီးတော့စစ်မှုထမ်းဥပဒေထုတ်ပြီးတော့ခေါ်တယ်ခေါ်ပြီးတော့ကျွန်တော်တို့စစ်တပ်ရဲ့အင်အားကိုတနည်းတစ်ပုံနဲ့ပြန်ပြီးတော့အသက်သွင်းတယ် အာဒီအားတဲ့ရလာတဲ့ဥစ္စာတွေကိုပြန်လဲဖြည့်တင်းပြီးတော့အခုချိန်မှာစစ်မြေပြင်နေပါကျွန်တော်တို့တိုက်ပွဲဝင်နေတာတွေကိုကျွန်တော်တို့အများကြီးကိုတွေ့ရတာဖြစ်ပါတယ်သိကြတယ်စစ်မှုဒန်းရဲ့၃ပုံပုံရဲ့၃ပုံပုံ၂ပုံ၂ပုံခွဲပေါ့နော်ဒါပါတော့ပါစန်းလေးနဲ့ပြောမယ်ဆိုရင်80ရာခိုင်နှုန်း90ရာခိုင်နှုန်းခန့်ဒီစစ်မတိုက်ခြင်းတဲ့စစ်သားတွေဖြစ်ပါတယ်အဲစစ်မတိုက်ခြင်းတဲ့စစ်သားတွေစစ်တပ်ထဲမှာပုံမှုများပြားလာတာဟာစစ်တပ်အတွက်ပေါ့နော်တော်တော်လေးကိုစိုးဝါးစွာပျက်စီးလာတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ပြောရအောင် ဒါကြောင့်မလို့လေစစ်တပ်ဟာမြေပြင်မှာတရင်တွေနဲ့ဘလို့ပဲထိုးထိုးဘလို့ပဲဟိုဖြစ်ဖြစ်စကိုင်းထဲမှာပဲထိုးထိုးဟိုအနောက်ဘက်မှာပဲထိုးထိုးရှေ့ဘက်မှာပဲထိုးထိုးမြောက်ဘက်မှာပဲထိုးထိုးတောင်ဘက်မှာပဲထိုးထိုးဘလို့မှကိုမအောင်မြင်တဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့တွေ့နေရဖြစ်ပါတယ်။ဒါကြောင့်မလို့စစ်မတိုက်ချင်တော့စစ်သားများပြားလာခြင်းကြောင့်တိုက်ပွဲဟာတချို့တိုက်ပွဲတွေဆိုရင်အာကျွန်တော်အခုနောက်ပိုင်းတိုက်ပွဲတွေကိုကျွန်တော်လေ့လာကြည့်တာ7မိနစ်15မိနစ်ပဲရှိသေးတယ်တိုက်ပွဲပြီးပြီးတော့လက်နက်ချလာတဲ့စစ်သားတွေရှိတယ် ဟုတ်နော်တခါရရင်တနိုင်းတနိုင်းကြာတယ်ဒါပေမဲ့စစ်တပ်ဘက်ကနေအကြဆုံးများစွာနဲ့စုတ်ခွာသွားခဲ့ရတဲ့တိုက်ပွဲတွေကျွန်တော်တို့ပိုတွေ့လာရတယ်အသေးခံပြီးတော့တိုက်တိုက်နေတဲ့စစ်သားတွေကနည်းလာပြီးတော့အစစ်သားတွေကိုစစ်မတိုက်ချင်တဲ့စစ်သားတွေကိုစိတ်တပ်ပိုင်းဆိုင်ရာပြန်လည်မြင့်တင်မှုစီရေးပိုင်းဆိုင်ရာပြန်လည်မြင့်တင်မှုအတွက်သူတို့မှာခေါင်းဆောင်မှုအရေးချင်းနေလေမဲ့နေဒါကြောင့်မလို့ဒီစစ်တပ်ရဲ့စီရေးဆွမ်းရာနှိမ်ကျနေတယ်လို့ကျွန်တော်တို့ပြောရအောင်ဒါကြောင့်မလို့လေအခုလိုမျိုးဖြစ်စင်နေ အာကျွန်တော်တို့ပို့ပို့ပြီးတော့ဖြစ်လာတယ်ဆိုတာကိုကျွန်တော်တို့အထင်အရှားမြင်တွေ့နေရတာကိုကျွန်တော်အဓိကထားပြီးတော့ပြောကြင်တာဖြစ်ပါတယ်အဲ့တော့စစ်တပ်ဒီလက်ရှိဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေဟာဖြစ်နိုင်ခြေရှိတာမဟုတ်ဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဖြစ်ခဲ့တဲ့ဒီအဖြစ်အပျက်တွေဟာကျွန်တော်ပြောသွားသောအချက်လက်တွေနဲ့ဆက်ဆက်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်100%ဖြစ်နိုင်ခြေရှိတယ်ဆိုတော့ကျွန်တော်တို့တော်လှန်ပြည်သူတွေသိဖို့လိုချောင်းကိုပြောကြည့်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့တော်လှန်ရေးဟာ ရလက်တစ်ခုကိုရဖို့အတွက်ပေါ့နော်ရလက်တွေကျွန်တော်တို့လိုချင်တဲ့အရာတွေအောင်မြင်မှုဆိုတဲ့ရလက်တွေကိုရဖို့အတွက်ကျွန်တော်တို့တွေစူးစမ်းမှုတွေဟာ set up ပေါ့ပေါ့နော်နိုင်ငံရေးစီးရေးတန်တမာရေးစီးပွားရေးဘန်နာရေးမျိုးစုံကနေတိုက်ပွဲဗပောင်းစုံကနေပြီးတိုက်ပွဲဝင်နိုင်မှုစွမ်းအားဟာ set up ပေါ့ effort တစ်ခုအနေနဲ့သွားပြီးတော့ထိတယ် ဒီစစ်တပ်ရဲ့ပြိုလဲပျက်စီးမှုတွေကိုကျွန်တော်တို့အခုချိန်မှာမြင်တွေ့နေရခြင်းဟာကျွန်တော်တို့တော်လှန်ရေးရဲ့အပေါင်းလက္ခဏာဆောင်သောအကြောင်းတရားတွေဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေ့ကျွန်တော်မြင်စီတင်ကိုဒီလောက်နဲ့ပဲရှင်းလားခြင်းပါတယ်မနက်ဖြန်ပါရန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်